မင်္ဂလာပါခင်ဗျဒီနေ့တော့ Runeva 10.2B4 အကြောင်းပြောကြရအောင်ခင်ဗျာအခြားအကူအညီပေါ့ခင်ဗျာကျွန်တော်တို့ Golf စီမင်းမှာ carry တွေအတွက်ကန့်တက် area ဆိုတာရှိပါတယ် carry တွေကရှိတ်လမ်းကြောင်းရဲ့နောက်မှာရက်နေလို့မရပါဘူးရှိတ်လမ်းကြောင်းရဲ့ရှိမှာဖြစ်စေနောက်မှာဖြစ်စေရက်နေလို့မရပါဘူး ကယ်ရီနောက်ရိုက်လန်းချောင်းရဲ့နောက်ကနေပြီးတော့အဲရည်ရွယ်ချက်မရှိပဲရက်နေတာ ဖြစ်ပါစေကစားသမားအတွက်ရိုက်လန်းချောင်းအကူအညီပေးဖို့ရက်နေတာဖြစ်ပါစေဒါသည် ပြစ်ဒဏ်ဖြစ်ပါတယ် general penalty ပါကျွန်တော်တို့ stop play ကစားတဲ့အခါမှာပြစ်ဒဏ်နှစ်ချက်ကြပါတယ်ကျင်းပြတ်ပြိုင်ပွဲတွေကျွန်တော်တို့တချင်းချင်းအရှုံးနိုင်ကစားတဲ့ပြိုင်ပွဲတွေမှာကျင်းရှုံးပြစ်ဒဏ်ဖြစ်ပါတယ် ဒါသည်ကစားသမားတွေအနေနဲ့မဖြစ်မနေသိထားပါမယ်ကယ်ရီတွေအနေနဲ့လည်းမဖြစ်မနေသိထားရပါမယ်ဒါပေမဲ့ဒါကိုလစ်လျူရှုပြီးတော့ကွင်းထဲမှာတော့အမြဲတမ်းလုံနေကြတာကျွန်တော်တို့မြင်ရပါတယ်တိတိတတလုံတယ်လို့မတိမတလုံပါတယ်တချို့ကြတော့နောက်ကနေရက်ကြည့်နေတဲ့တဲ့ပြီဆိုတာအချက်ပြတဲ့နေဘေးကိုထွက်သွားပေးတယ် အဲတချို့ကြတော့လေနောက်ကနေကြည့်တယ်ဘယ်ဘက်နဲ့နေဆရာညာဘက်နဲ့နေဆရာပြောတယ်ရိုက်ခန်းကြီးဘေးထွက်ပေးလိုက်တယ်တချို့ကြတော့လေမထွက်ပေးဘူးဓာရီအလုံးဟာပြစ်ဒဏ်ကျူးလွန်တာပါပဲခင်ဗျာကျွန်တော်တို့တစ်ချိန်ပြုတ်လောက်တိုင်းမှာ general penalty ပါဒါပေမဲ့တစ်ချိန်ပြီးတစ်ချိန်ဒီပြစ်ဒဏ်ကိုကျူးလွန်လာပြီဆိုရင်တော့ serious misconduct လို့ခေါ်တဲ့ဆိုရွားစွာကျင့်ဝတ်ဖောက်ပြမှုဖြစ်ပါပြီ အဲ့အတွက်ကစားသမားကိုချမဲ့ပြစ်ဒဏ်ကတစ်ခုပဲရှိပါတယ်ဒီဂျူပါပွဲပယ်ပြစ်ဒဏ်ချပါလိမ့်မယ်ဂေါ်ဖစ်အမြင့်ဆုံးပြစ်ဒဏ်ပါအဲဒါပေမဲ့ဒီပြစ်ဒီဂျူပြစ်ဒဏ်ကိုပဲကျွန်တော်တို့ကကွင်းထဲမှာလွလွကူကူချိုးဖောက်နေတာမြင်တွေ့ကြသိနေရပါတယ်တကယ်တော့ဒါဟာဒီလိုလှုပ်ပြီးတော့အနိုင်ယူလိုက်ရင်လဲတစ်ဖက်ကစားသမားပုံမှာတရားမျှတစွာရှင်ပြန်ရင်ပြီးတော့အနိုင်ယူခြင်းမဖြစ်နိုင်ပါဘူးခင်ဗျာ။ ရှောင်ကြပါကယ်ရီလေးလည်းရှောင်ရပါမယ်ကစားသမားလည်းရှောင်ရပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်